မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လိုင်ကို ICC အမြန်ဆုံးအရေးယူဖို့လိုနေပြီမင်းအောင်လိုင်ကိုနိုင်ငံတကာပြစ်မှုတရားရုံး ICC ကအမြန်ဆုံးအရေးယူဖို့လိုနေပြီဆိုတဲ့သတင်းဟာလောလောဆယ်မြန်မာအရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာအဆင့်မှာအထင်ရှားဆုံးအရေးကြီးတဲ့အချက်တစ်ခုပဲဖြစ်လာနေပြီ Federal တပ်ဖွဲ့တွေတိုက်ခိုက်မှုတွေမြန်မာနိုင်ငံအနှံ့တွင်ဒိုးလာတာနဲ့အမျှစေအုပ်စုခေါင်းဆောင်မင်းအောင်လိုင်အပေါ်နိုင်ငံတကာကနောက်ထပ်ဖိအားတွေထိုက်တွန်းလာနေကြတာ အထူးသဖြင့်လူအခွင့်ရေးချိုးဖောက်မှုတွေအမျိုးအစားတပ်ဖြတ်မှုတွေနိုင်ရည်နဲ့စွမ်းအင်သုံးသလိုပြည်သူအပေါ်အကြမ်းဖက်မှုတွေကြောင့်ဖြစ်တဲ့ Fitin France နဲ့ American အစိုးရတွေကနိုင်ငံတကာတရားရုံး ICC ကိုတက်ဆိုင်ရာစစ်မှုတင်ပြဖို့တောင်းဆိုလာနေပြီးမြန်မာပြည်တွင်းအခြေအနေဟာအကြမ်းဖက်မှုအလွန်ကျွံဖြစ်နေပြီလို့သတ်မှတ်ထားကြပါတယ်။အခုလိုအချိန်မှာမင်းအောင်လိုင်းအပေါ်အရေးယူမှုကအမြန်ဆုံးဖြစ်တဲ့နေဆိုတဲ့သဘောတူညီချက်ဟာနိုင်ငံတကာတက်ဝမ်းမှာပုံမှုကျေပြန့်လာနေပြီဖြစ်ပါတယ်။ ICC ရဲ့အမှုအဖွဲ့က2019ခုနှစ်ကတည်းကရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုစတင်ခဲ့တာဖြစ်ပေမဲ့အခုတော့အဲ့ဒီနယ်နိမိတ်ကန့်သက်ချက်တဲ့ပိုချေပြန့်လာပြီးမြန်မာနိုင်ငံအတွင်းအပေါ်လည်းအာဏာသိမ်းပြီးနောက်ကလူခွင့်ရေးချိုးဖောက်မှုတွေကိုလုံးဝအနှုတ်မြှုပ်စွာဖြင့်စုံစမ်းနေပြီးတက်ဆိုင်ရာစစ်ကောင်းဆောင်တွေအနက်မှာမေအောင်လိုင်းကိုအဓိကတာဝန်ရှိသူအဖြစ်သတ်မှတ်နေကြပြီးရင်းရဲရေးလမ်းကြောင်းကိုပြက်စီးအောင်လုပ်နေသူပြည်သူတွေကိုအကြမ်းဖက်စွာတပ်ဖြတ်သူအဖြစ်တပ်သေးအထောက်အထားများစွာရှိနေပြီလို့နိုင်ငံတကာလူအခွင့်ရေးအဖွဲ့တွေပြောကြားသည် NSD International Human Rights Watch နဲ့ ASEAN တွင် NGO များစွာကလည်း ICC ကိုတောင်းဆိုချက်ပေးပြီးမြန်မာပြည်တွင်းအကြမ်းဖက်မှုတွေကိုတရားမရှိဘဲထက်ခါထက်ခါလုံဆောင်နေတဲ့မြောက်လိုင်းကိုအ мян ဆုံးဖမ်းဆီးအရေးယူဖို့လိုအပ်ပြီလို့ဖိအားပေးလာကြပါတယ်မြန်မာပြည်အတွင်းမှာပင်တမရော်ကအုံသက်မရတဲ့အကြမ်းဖက်နီလန်းတွင်နေပြည်သူအပေါ်လက်နက်သုံးတပ်ဖြတ်မှုများပြားလာတာကြောင့်အမျိုးသားအစည်းအရုံးအဖွဲ့တွင်နေအမျိုးသားညီညွတ်ရေးအစည်းအရုံးတွေကလည်း ICC ကိုတောင်းဆိုစာတင်ပြခဲ့ကြပြီးအာဏာသိမ်းမှုနဲ့လူ့အခွင့်အရေးချိုးဖောက်မှုအတွက် မင်းအောင်လိုင်ကိုတရားမဆန်တဲ့ခေါင်းဆောင်အဖြစ်အမြန်ဆုံးအရေးယူဖို့လိုအပ်ပြီလို့ဆိုကြပါတယ်။နိုင်ငံတကာတွင်လည်းအမေရိကန်ပြည်ထောင်စုမှလုံခြုံရေးအကြံပေးများကမင်းအောင်လိုင်ကိုပေါ်ပူလာနာမည်ရှိတဲ့စစ်အမှုဆောင်ပြမှုကျူးလွန်သူတအုပ်ဟုသတ်မှတ်ခဲ့ပြီးအနာဂတ်မှာ ICC ရဲ့ဝရမ်းထုတ်ဖို့အခြေအနေအပြည့်အဝပြင်ဆင်နေပြီလို့အစီရင်ခံချက်တွေထဲမှာဖော်ပြလာပါတယ်။ရခုအချိန်မှာ ICC တရားရုံးကဖန်ဝရံထုတ်နိုင်ဖို့အတွက်မြန်မာပြည်ကတက်တည်အထောက်အထားတွေကိုစုဆောင်းနေတယ်။ ဒါဟာမြန်မာပြည်သူတွေရဲ့အရေးကြီးဆုံးလှုပ်ရှားမှုတစ်ခုဖြစ်လာနေတာဖြစ်ပြီးတရားမရှိသူတွေကိုတရားမရှိအောင်မထားနိုင်တော့ဘူးဆိုတဲ့နိုင်ငံတကာရဲ့သဘောတရားကမရောလိုက်အတွက်မကြမီနဲ့တခဏအတွင်းထိတွေ့လာမဲ့အကြောင်းဖြစ်နေပြီးပြည်သူတွေတက်ဖြတ်ခြင်း၊ကြောင်းသားတွေဖမ်းဆီးခြင်း၊မျိုးနွယ်အနှံ့မိရှို့ခြင်းတွေအတွက်တာဝန်ရှိသူအဖြစ်မရောလိုက်ကိုနိုင်ငံတကာတရားရုံးကမကြခဏအနေနဲ့တရားစွဲဆိုလာမယ်ဆိုတာနိုင်ငံတကာသုံးသပ်သူတွေအများစုကယုံကြည်နေကြသည်အနာဂတ်နှိပါအတွင်းမရောလိုက်ကို ICC ရဲ့ ခံဝရမ်းစာထုတ်ဖို့လမ်းပြနေပြီးနိုင်ငံတကာတရားရုံးကတရားဥက္ကဋ္ဌများအဖွဲ့ကလည်းလှုပ်ရှားမှုတိုးလာနေတာကြောင့်တရံတခါမှအမြန်ဆုံးအရေးယူမှုဟာနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အထောက်ပံ့နဲ့အကောင့်ထဲပေါ်လာနိုင်မယ်လို့ဆိုတဲ့ယုံကြည်ချက်ကတိုးလာနေပြီးမေရောက်လာအတွက်တရားမျှတမှုဟာလှမ်းလာနေပြီလို့နိုင်ငံတကာသုံးသပ်သူတွေကပြောကြပါတယ်ဆလပီမဲပေးမပေးသည့်ပြည်သူစံနာဟုမင်းအောင်လိုင်းဘလောင်ပလေပြောပြနေဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မဲပေးခြင်းမပေးခြင်းသည့်ပြည်သူတို့၏စံနာပင်ဖြစ်ကြောင်း မင်းအောင်လိုင်းဘလောင်ဖလေပြောလာပြန်သည်ဟုရန်ကုန်အခြေစိုက်နိုင်ငံရေးအကျဉ်းသားဟောင်းတက်ဟုကဆိုပါရယ်နိုင်ငံတော်ဝန်ရှိတက္ကသိုလ်ကျောင်းသားများကိုကြိုတင်မဲမပေးလိုက်ရင်ကျောင်းအလက်မခံဟုစစ်ကော်မရှင်ချင်းချောက်မဲပေးခိုင်းပြီးမကြခင်နိုဝင်ဘာ23ရက်၌မအူပင်မြို့ဌာနဆိုင်ရာဒေသခံများနှင့်တွေ့ဆုံစဉ်မင်းအောင်လိုင်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါရယ်ထုံးစံအတိုင်းအလွတ်ကျက်ထားတာတွေကိုဘလောင်ဖလေတွေပြောသွားတာပေါ့ NLD အစိုးရမင်းမသက်မာလို့ခြေဦးနဲ့အညီအာနာထိန်နေပြည်သူတွေမဲပေးမပေးကပြည်သူတွေရဲ့သဘောအဲ့ဒီလိုတွေ မင်းအောင်လိုက်ရဲ့ဖလောင်းဖလဲတွေပေါ်မကြသေးဘူးចောင်းသားတွေကိုချိန်ချောက်ပြီးချူတင်မဲပေးခိုင်းခဲ့တာဟု၎င်းကသတင်းဌာနကိုပြောပါရယ်မင်းအောင်လိုက်ကမဦးပင်မြို့တွဲဆောင်ဘွဲတွင်ဒုတာဝန်အရေးသုံးဖောက်ကိုကောက်ွယ်ဆောင်ရှောက်နိုင်သူနိုင်ငံရေးစီးပွားရေးနှင့်ကောက်ွယ်ရေးအမြင့်ရှိသူတို့ကိုရွေးချယ်မဲပေးရန်လည်းပြောကြားခဲ့ပါရယ်တက္ကသိုလ်ကျောင်းသားများကိုကြိုတင်မဲမပေးလိုက်ရင်ကျောင်းအလက်မခံဟုစစ်ကော်မရှင်ချိန်ချောက်ပြီးနောက်နိုင်ငံတော်ဝန်ရှိတက္ကသိုလ်ကျောင်းသား 28,339ဦးကြိုတင်မဲ့ပေးခဲ့ကြောင်းတရားမဝင်ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ခဲ့ပါတယ်။ရွေးကောက်ပွဲကျင်းပတဲ့ရက်တွင်စာနာမဲ့ပေးပိုင်ခွင့်ရှိသည့်တက္ကသိုလ်ကျောင်းသားကျောင်းသူများသည့်တက်ဆိုင်ရာမြို့နယ်ပြပရှိတက္ကသိုလ်ကောလိပ်များ၌တက်ရောက်နေခြင်းဖြစ်သည့်ပြင်နိုဝင်ဘာ18ရက်မှ21ရက်အတွင်းကြိုတင်မဲ့ပေးကြရန်တရားမဝင်ရွေးကောက်ကသတ်မှတ်ခဲ့ပါတယ်။တတိရှိရင်ဘာဖြစ်အားမှမပေးပဲပြည်သူတွေစိတ်တိုင်းကြမဲ့ပေးခြင်းပေးမပေးခြင်းတွေလုပ်ကြည့်ပါမြန်မာပြည်သူတွေပါလဲဆိုတာကောင်းကောင်းသိသွားမယ်ဟု၎င်းကဆက်လက်ပြောပါတယ်။လက်ရှိတွင်နိုင်ငံတော်ဝန်ရှိ ရက်ကျေးအုပ်ချုပ်ရေးရုံများ၌ဒုတိယအကြိမ်မဆင်းကတ်ထားရာတွားရောက်ကြည့်ရှုသူအင်မတန်နေကြောင်းသိရပါတယ်။ဆလပီဒေါ်ကြီးပြားနှင့်အမျိုးသားတို့တိုင်ကြားစာတွင်ကြီးချုပ်ရုံတို့ရောက်မလာတော့လေ၎င်းတို့ကိုတာဝန်မှရှာရည်ရနာဟု NUG ထုတ်ပြန်တဲ့ဆွဲသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ရုံ၏အမြဲတမ်းအတွင်းဝင်ဒေါ်ကြီးပြား၏ ၎င်း၏ခင်မုံဦးညီညီမင်းတို့ကိုစစ်ဆေးအရေးယူပေးရန်နိုဝင်ဘာ19ရက်ရက်စွဲဖြင့်နိုင်ငံတော်ယာယီသမ္မတပြည်ထောင်စုဝန်ကြီးချုပ်နှင့်ပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီဥက္ကဋ္ဌတို့ကိုလိမ့်လည်မှုနှင့်လိမ့်မှုသည့်တိုင်စားသည့်ဝန်ကြီးချုပ်ယုံမေးတို့ရောက်ရှိလာခြင်းမရှိဟုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကယနေ့နိုဝင်ဘာ24ရက်တွင်ထုတ်ပြန်ထားပါသည်။ သို့သောယာယီသမရထံတိုင်စာရောက်ရှိလာသည့်အတွက်ထိုကိစ္စကိုဆောင်ရွက်ရန်ဖီတော်စုဝင်ကြီးချုပ်က2025ခုနှစ်အောက်တိုဘာလ22ရက်တွင်စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းရန်အမိန့်ထုတ်ပြန်ပြီးနောက်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။အမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြားနှင့်၎င်း၏ခင်မုန်းတို့အားတိုင်ကြားစာတွင်ဆွဆွဲထားသည့်အဓိကအချက်အချို့မှာဝန်ထမ်းများအပေါ်ဖိနှိပ်ဆက်ဆံမှုများပြုလုပ်ခြင်းအရေးပါသောဌာနဆိုင်ရာနေရာများတွင်စွေမျိုးသားချင်းများကိုသာခံထားခြင်းဥပမာခင်မုန်းဖြစ်သူ ဦးညီညီမင်းကိုရုံးဦးစီးအဖွဲ့မှညွန့်ကျုပ်အဆင့်ယူစီကဗန္နာယီကိုစီမံခန့်ခွဲစီခြင်းဝင်းကြီးချုပ်ယုံအောင်ကိုပိုင်စီးပွားရေးလုပ်ငန်းတပ်ဖွဲ့လှုပ်ဆောင်နေကြောင်းနှင့်ဝင်းကြီးချုပ်အပါဝင်အစင်စင်တာဝန်ရှိသူများနှင့်ဖွင့်နှမ်းများကိုထိတွေ့ခွင့်မပေးဘဲတားမြစ်ထားခြင်းတို့ကြောင့်တုတ်ထွက်ခဲ့သည့်ဖွင့်နှမ်း19ဦးအနက်12ဦးကတိုင်ကြားခဲ့ခြင်းဖြစ်ပါသည်ထို့ပြင်အဆိုပါတိုင်ကြားစာ၌နိုင်ငံတကာမှလူဒန်းသည့်အလူငွေများကိုစရင်စရာရှင်းလင်းမှုမရှိဘဲမိသားစုအကျိုးစီးပွားအတွက်အသုံးပြုနေသည်ဟုစွပ်စွဲချက်များပါဝင်ပြီး အချက်၂၀ပါဆွဆွဲချက်များကိုတက်တည်များနဲ့တကွတိုင်ကြားခဲ့ခြင်းဖြစ်ပါတယ်။ NUG ဘက်ကတော့စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်အတွက်တစုံတရာဆက်သွယ်ပြောဆိုထားတာမျိုးမရှိသေးပါဘူး။ကျွန်တော်တို့ကတော့တရားမျှတမှုကိုမှန်မှန်ကန်ကန်နဲ့ဖော်ထုတ်ပြီးထိုင်းတဲ့နဲ့အရေးယူဆောင်ရွက်မှုတွေရှိလာတဲ့အထိလှုံ့ဆော်သွားမယ်ဟုတိုင်ကြားခဲ့သူတအူးကပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ၏ထုတ်ပြန်ချက်တွင်ဒေါ်ကြည်ပြနှင့်၎င်း၏ခင်မုံကိုနိုဝင်ဘာ၂၂ရက်မှစတင်ကစုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်းတာဝန်မှယာယီရန်နာမည်ဟုဆိုထားပါတယ်။ အခုစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးဆိုပြီးသတင်းထုတ်ပြန်လာတာကိုကြိုဆိုတယ်။အပြစ်ရှိရင်ထိတိယောက်ယောက်အရေးယူစေခြင်းနဲ့စီအာနာရှင်ကိုမကြိုက်လို့တော်လန်ရေးပေါ်ပေါက်လာတာ။စွန်းစံနဲ့ကြွက်ချေးရောနေတာလဲလုံးဝကိုမဖြစ်သင့်ဘူးဟုနိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ကမှတ်ချက်ပြုပါတယ်။ထို့ပြင်စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့်တိုင်ကြားသူများတိုင်ကြားခံရသူများနှစ်ဖက်သက်တည်တင်ပြမှုများရှိပါကတင်ပြသည့်တက်သည့်တိုင်ကြားမှုနှင့်ပတ်သက်ပြီးစစ်ဆေးရန်လိုအပ်သည့်တက်သည့်များကိုခေါ်ယူစစ်ဆေးမှုအမြန်ဆုံးဆောင်ရွက်ပြီးတွေးရှိချက်များအကြံပြုချက်များကို ဝန်ကြီးချုပ်ထံပြန်လည်တင်ပြရန်တာဝန်ပေးအပ်ထားပြီးဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ရေးသားထားပါသည်။ NUG အနေဖြင့်စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကိုစတင်ဆောင်ရွက်နေပြီဖြစ်ပြီးစစ်ဆေးတွေးရှိချက်များအပေါ်မူတည်၍လိုအပ်သောအရေးယူဆောင်ရွက်မှုများကိုဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားပါသည်။ဆက်လက်ပြီးဘွားမျိုးနယ်ကြီးရွာတွေကိုစစ်ကောင်စီစစ်သည်မော်တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့ဆွဲတဲ့ကိုတင်ဆက်ပြသွားမှာဖြစ်ပါသည်။အာရကတပ်တော် AA ထိန်းချုပ်ထားတဲ့ဘွားမျိုးနယ်ရှိအရက်သားပြည်သူတွေနေထိုင်တဲ့ကြီးရွာတွေကို စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်ရေးနေပြည်တွေကနေလက်နက်ကြီးတွေနဲ့နေစဉ်ရက်ဆက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ဝါမျိုးဒေသခံတွေစီကသိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာ22ရက်နေ့ည7:00နာရီခန့်မှာဝါပင်လေပြင်းမှာရန်နာထားတဲ့စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်ရေးတင်းပေါ၃စီးကနေလူနေကျေးရွာတွေစီကိုဦးတည်ပြီးလက်နက်ကြီးတွေနဲ့15ချိန်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါလက်နက်ကြီးကြီးတွေဟာဝါချောင်းမှကြီးအဝါရှိရေးလေကြောက်ပုံအနီးမှာကြားရောက်ပောက်ခွဲခဲ့တယ်လို့သိရပါဗျ။ နိုဝင်ဘာလ22ရက်နေ့မှာလည်းစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်ရေးသင်္ဘောတွေကနေလက်နက်ကြီးတွေနဲ့ခွားမျိုးနယ်ကိုဥတီပစ်ခတ်တိုက်ခိုက်ခဲ့ပြီးခွားမျိုးစိတ်ကန်အနီကွာချောင်းမာကြီးအနီကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်အလာတူနိုဝင်ဘာလ20ရက်နေ့မှာလေခွားမျိုးနယ်ရှိပင်လယ်ပြင်မှာသွာလာနေကြတဲ့စစ်ကောင်စီတပ်ရဲ့တင်းမောတွေကနေခွားမျိုးပေါက်ကိုလက်နက်ကြီးတွေနဲ့ငှားချိန်ဖိကတ်တိုက်ခိုက်ခဲ့တယ်လို့ဘွားဒေတာကန်တွေစီကသိရပါဗျ စစ်ကောင်စီဟာရခိုင်မှာသူတို့ဆုံရှုံထားရတဲ့မြို့နယ်တွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက်ရေကြောင်းလေကြောင်းအပါအဝင်ဒရုန်းတွေနဲ့ပုံကျဲချတိုက်ခိုက်မှုတွေအဆက်မပြတ်ပြုလုပ်လာနေတာလည်းဖြစ်ပါတယ်စစ်ကောင်စီတပ်ဟာရေကြောင်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေအဆက်မပြတ်ပြုလုပ်လာနေတာကြောင့်တန်တွဲကပင်လယ်ပြင်မှာငါးဖမ်းထွက်နေကြတဲ့ဒေသခံပြည်သူတွေအနေနဲ့လည်းငါးဖမ်းမထွက်ကြဘူးအရက်ခတ်တပ်တော် AA ကတိုက်တွန်းထားပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာ22ရက်နေ့မှာလေဂွာမြို့နယ် ကျင်းတလီမြို့အမတ်တရက်ကွက်ကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုကြောင့်အရက်သားပြည်သူတအူသေဆုံးခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကျမရတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။